ဒကြံဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟိုဒကြံကဘာလဲဘာဘာလဲအခုဝင်တာဘာလဲအဲ UNESCO အဲ့ဒါမိနေ sorry ပါပါဇက်ပြားမှာမိနေเนาะ drum မဲ့ဒါ UNESCO စာရင်းဝင်သွားတာဒါမြမတနခါရေမြမဒကြံရေဆိုတော့ဒါကျွန်တော်တို့အရန်ကိုပြောရပါတယ်ဒီနေ့ဒကြံလေးကတော့တူတူကြံတူတူဆန်းဆန်းလေးတော့အဲဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဒကြံကတော့နှစ်တိုင်းအမတ်တရရေရှိတယ် အာတကြံရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ငငယ်တုန်းကတော့အဲ့လိုမျိုးချစ်ကားရင်လည်းလေဘူးတယ်ကျွန်တော်မန်ဒတ်ထိုင်တာဆိုလို့ရှိရင်နှစ်နှစ်သုံးနှစ်လောက်ပဲကျွန်တော်ရှိဘူးမယ်ဆိုတော့အာဒီနောက်ပိုင်းကတော့အဲ့လိုမျိုးဟိုတကြံဆိုလို့ရှိရင်အဲ့လိုခྱི་ထွက်နေတာတို့ပြီးလို့ရှိရင်အဲ့လိုမျိုးပွဲလေးတွေလိုက်ဆိုတာတို့လောက်ပဲလုံးဖြစ်တော့တယ်အလုံးနဲ့ဖြတ်တန်းပြစ်တာများနေတယ်ဒီနောက်ပိုင်းอ่ะဟုတ် ဒါဆိုရင်ကျွန်တော်ဒါအနုပညာတက်တန်းဒီ14 14နှစ်ကြော်ကြော်လောက်မှာကျွန်တော်အဲ့လို main ကလေးလို့ဝစ်ပြီးတရုပ်ဆောင်တာ MV တပုတ်ရှိတယ်ကိုစရာရိုက်တဲ့ MV ပြီးတော့ဒုတိယဆိုလို့ရှိရင်ကျွန်တော်ဒီအာဆရာဦးသိန်းဟန်ရိုက်တဲ့11% left ပြီးအခုနောက်ဆုံးကတော့ဒါတကြံရင်ခွင်မဟာရိုက်တဲ့မဟာရဲ့ဘိုဘိုအဘိုဘိုရဲ့ရိုက်တဲ့ဟိုမာတကြံရင်ခွင်ဆိုတဲ့ဒါဗီဒီယိုကားလေးပါအဲ့ဒီဗီဒီယိုကားလေးက ဒါမဟာ application မှာအပြတ်သားတော့မှာပါတကြံကားလေးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကလည်းဟိုကျွန်တော်ကလည်းခုနအိုနီးယား interview မှာပြောခဲ့သလို character တစ်ခုကိုကျွန်တော်မလုတ်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်မလုတ်ဘူးလို့ပဲကျွန်တော်ညင်းတယ်လက်ခံပြီးပြီးလုံးမယ်ဟေးဆိုလို့ရှိရင်လည်းကျွန်တော်ဒီအဲ့ဒီအတိုင်းဖြစ်အောင်ကျွန်တော်ကျွန်တော်တို့ actor တွေမှာ shutter တို့မလုတ်ချင်ဘူးဆိုတာတို့ကျွန်တော်မရှိရပါဘူး character ကိုပြင်ပြောင်းလုပ်ရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်အဲ့ဒီ character အတွက်ကိုကျွန်တော်အများကြီးပြင်ဆင်ထားတယ်ဆိုတော့သဘင်တူအဆအရှိ မလုတ်ချင်ဘူးအတိုပဲလုတ်ချင်တယ်ပြီးလို့ရှိရင်ဟိုငကွင်းနေပြီးရင်ဟိုဟာပေါ့နော်အထဲအတွင်းငံနေဘာရီညာတွေအစကျွန်တော် site တွေနေအကုန်လုံးစီစဉ်ထားပြီးတော့ကျွန်တော်ရိုက်ကူးပြစ်တာပါဒီတွေကိုရွှဲနေရပဲတဲ့မှာဟိုဟိုဟော့ဟော့ဆိုအဲ့မှာချွေးတွေအရန်ပူတယ်နွေရာသီပြီးတော့ရေလောင်းတဲ့ခါကျတော့အောက်ကအငွေရကက်တရာအငွေရပြန်ရိုက်တာရှိတယ်အဲ့လိုမျိုးအဲ့မှာလေဒါရိုက်တာက ညီကျင်တာပေါ့နော်တဖွဲ့လုံးညီညီလေးကစီကျင်တာဆိုတော့တယောက်ယောက်ကတိုင်ပင်ခေါ်မရမှာဆိုတော့ဘလို့ကကြမလဲဆိုတော့ကောက်ွက်ယူယူလေးတွေအဲလေထိုးတာတို့ကားမောင်းတာတို့တနခါသွေးတာတို့ဖဲဝေးတာအဲ့လိုမျိုးလေးတွေပဲကျွန်တော်တို့ညီညီညာညာလေးပေါ့អော်ပြီးတော့ရိုက်ကူးခဲ့ပါတယ်ဟုတ်ဟုတ်တယ်တနခါသွေးမယ်တို့ဟိုလေထိုးမယ်တို့ဖဲဝေးမယ်တို့ ပျော်ရပါတယ်ကျွန်တော်အံ့ဩနေကိုရန်လေးတောင်မှတကယ်နော်လူငယ်အတိုင်းပဲသူရအောင်ကတာနော်ဟိုဘက်ခုံလိုက်ဒီဘက်ခုံလိုက်အရင်တွက်လက်တယ်သူဟုတ်တယ်အဲ့ကားလေးထွက်လာရင်လည်းတကယ်ကြည့်လို့ကောင်းပါဒဇန်ကားလေးအဲ့လိုကျွန်တော်ကာလာလေးတွေအားစားတည်တည်ဆဲဆဲလို့ဟိုဒဇန်ကာလာလေး crazy ကာလာလေးရွေးပြီးတော့ရိုက်ထားတာတော်တော်လာဒီလိုဒီလိုတွေပေါ့အဲအဲ့လိုတွေပေါ့အရင်ပျော်ဖို့ကောင်းတယ်အဲ့ဒါရိုက်တဲ့အချိန်မှာပင်လဲပင်မှန်တယ်အရင်အဲ့လိုတော့မဟုတ်ဘူးအဓိကကတော့ပရိသတ်တော့ပဲပရိသတ်က ကြည်နေချစ်နေလို့ကတော့ကျွန်တော်ဘာပဲလှုပ်လှုပ်သူတို့ကချစ်နေမှာပဲအဲသူတို့မချစ်ဘူးဆိုရင်ကျွန်တော်ဘာပဲလှုပ်လှုပ်သူတို့ကမုန်းနေမှာပဲဆိုတော့လေအဓိကပြိသက်လက်ခံတည်း၍အားပေးတည်း၍ကျွန်တော်ကတော့ကျွန်တော်ချစ်တဲ့အမှုပညာလောက်ကိုကျွန်တော်ပြိသက်တွေကိုချပြနေရမှာတော့အကြံကတော့နှစ်တိုင်းအမတ်တရားကြီးရှိတယ်အာကြံရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ငငယ်တုန်းကတော့အဲ့လိုမျိုးချစ်ကားရင်လည်းလေဘူးတယ်ကျွန်တော်မန်ဒတ်ထိုင်တာဆိုလို့ရှိရင်နှစ်နှစ်သုံးနှစ်လောက်ပဲကျွန်တော်ရှိဘူးမယ်ဆိုတော့အဲဒီနောက်ပိုင်းကတော့အဲ့လိုမျိုး ဟိုတကြံဆိုလို့ရှိရင်အဲ့လိုခྱི་ထွက်နေတာတို့ပြီးလို့ရှိရင်အဲ့လိုမျိုးပွဲလေးတွေလိုက်ဆိုတာတို့လောက်ပဲလုံးဖြစ်တော့တယ်အလုံးနဲ့ဖြတ်တန်းပြစ်တာများနေတယ်ဒီနောက်ပိုင်းอ่ะဟုတ်တကြံအမတ်တရားဆိုလို့ရှိရင်မန်တက်ပေါ်မှာမန်တက်အောက်ဆင်းပြီးတော့ဒီဟာတတောက်တယ်ပြီးရင်မန်တက်ပေါ်တက်ပြီးတော့ကတယ်ရေချားမှာပျော်တယ်ဒါလေးကငငငယ်အမတ်တရားလေးပေါ့နော်အဲ့ဒါလူတိုင်းလုပ်ဘူးတယ်ကျွန်တော်ပဲမလုပ်ဘူးတာကျွန်တော်ကယူသားတယ်မလုပ်ဘူးပဝင်းညုံအားနာတော့မလုပ်ဘူးကျွန်တော်က သွားတယ်အမလုပ်ပါဘူးကျွန်တော်ရိုးရိုးသားသားပဲနေတာကျွန်တော်တကြံဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟိုတကြံကဘာလဲဘာပါလဲအခုဝင်တာပါလဲအဲ UNESCO အဲ့ဒါမိနေ sorry ပါပါဇက်ပြားမှာမိနေเนาะ drum mic ဒါ UNESCO စရင်ဝင်သွားတာဒါမြမတနခါရေမြမတကြံရေဆိုတော့ဒါကျွန်တော်တို့အရန်ကိုပြောရပါတယ်ဒီနေ့တကြံလေးကတော့တူတူကြံကြံတူတူဆန်းဆန်းလေးတော့အဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဟုတ်ပါ အဲအဲ့ဒါတော့ကျွန်တော်တို့မသိသေးဘူးခင်ဗျဘာကြောင့်လဲဆိုတော့အခုဒါပြိသက်တွေကလည်းအမျိုးမျိုးရှိကြတာအောင်เนาะသူတို့စိတ်ချင်နေရလည်းရှိသေးတာအောင်သူတို့ပြောကျင်လည်းပြောမဲမပြောကျင်လည်းမပြောဘူးဆိုတော့ဒါကိုယ့်ရဲ့ကိုယ့်ရဲ့ကိုယ် feeling နဲ့ကိုပေါ့เนาะပြောကျင်တဲ့သူကလည်းပြောပါမပြောကျင်တဲ့သူကလည်းအိမ်မှာပဲနေကြပါဒါကတော့ကျွန်တော်ဘာမှပြောလို့ပါဘူးခင်ဗျာကျွန်တော်ကလည်းကျွန်တော်ကတော့မသိသေးပါဘူးခင်ဗျာဘာဘာဖြစ်မလဲတော့ကျွန်တော်လည်းမသိသေးပါဘူးဟုတ်ဘာကြီးကွာခြားသွားလဲဆိုတော့အသက်ကြီးလာတော့ ဒါပေမဲ့ဒကြံဆိုတာလေး mood ကတော့အတူတူပဲသီးလားငငယ်တော့ကလည်းဒကြံရောက်ရင်ပျော်တာပဲသူ့နေရာလေးနဲ့သူပေါ့လေကျွန်တော်လမ်းထိပ်ရေတွားရေထွက်ပတ်တဲ့အချိန်လေးကနေစာပြီးတော့အခုလိုမန်တပ်ပေါ်တက်ခဲ့တဲ့အချိန်ထိပဲဆိုတော့အဲဒီနှစ်တော့ဘယ်လိုဖြစ်လာမလဲမသိဘူးပျော်တာပါပဲဒကြံဆိုတော့ဒါကျွန်တော်တို့ဘာတွေပဲဖြစ်ဖြစ်ဖြစ်ပျော်တော့နော်မြမရိုးရဒကြံဆိုတဲ့အတိုင်းပဲပျော်ရပါတယ်ကျွန်တော်တို့မြမလူမျိုးတွေပျော်ရပါတယ်